အားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်ကစီးပွားရေးလောက်တဲ့အခါ now investment လောက်တဲ့အခါသတိထားစင်းတဲ့ချင်းကိုကြောက်ပါတော့ဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်ပေးခြင်းပါတယ်ဒီစောက်တုတ်တော့မှဖတ်လိုက်ရတယ်အကျိုးယူပြီးတော့ဘယ်တော့မှ investment မလုပ်ပါနဲ့ဆိုပြီးတော့အဲသူအကြံပေးထားတာတစ်ခုရှိတယ်ပေါ့နော်အကြံပေးထားတစ်ခုရှိတယ်ဆိုတော့အဓိကကတော့ကျွန်တော်တို့ဒီ investment နေလောက်တဲ့အခါစီးပွားရေးလောက်တဲ့အခါဒီအမြဲတမ်းအကျိုးမြတ်ရတာမျိုးဖြစ်ချင်မှဖြစ်မှာတခါတည်းကျွန်တော်တို့ဒီဆုံးရှုံးမှုတွေ ီအရှုံးနေပေါ့နော်ဒါတွေနဲ့လည်းကျွန်တော်ကြုံရနိုင်တယ်ဆိုတော့တကယ်လို့ကိုကဒီအရှုံးနေနဲ့ကြုံရပြီဆိုရင်ဒါကိုယူထားတဲ့ချင်းကိုကျွေးမိရဒါကိုအတွက်ဒီဟွန်းတော့မဖြစ်သွားနိုင်တယ်ဆိုပြီးသူကတော့ဒါအဓိကအကြံပေးထားပါတယ်ဆိုတော့စီဝိုင်းလုပ်ငန်းတိုင်းကတော့ကျွန်တော်တို့အကျွေးနဲ့မကင်းနိုင်လုပ်ငန်းကြီးလေအဲကျွန်တော်ကျွေးမိများတယ်လေပေါ့နော်အဲအဲ့တော့အရေးကြီးတာကတော့ကျွန်တော်တို့ကဒီလုပ်ငန်းတစ်ခုလုပ်ပြီး investment တစ်ခုလုပ်ပြီးဆိုရင် ကိုယူထားတဲ့အကျွေးကိုကျွန်တော်တို့အကျိုးရှိအောင် အထူးသဖြင့်တော့ကျွန်တော်တို့ဒီ leverage လုပ်နိုင်ဖို့ပေါ့နော်အင်တန်အရေးကြီးပါတယ်ကိုကဒီ CY ပဲလောက်လို့ investment ပဲလောက်တော့ကိုယူထားတဲ့အကျွေးအတွက်ပေးရမယ့်ဒီအတိုးပေါ့နော်အတိုးတောက်ကိုကျွန်တော်တို့ကပို့ပြီးတော့မျက်နေဖို့ပို့ပြီးတော့အကျိုးမျက်ရှိနေဖို့အရေးကြီးပါတယ်ဆိုတော့ဒီ CY လုံငန်းအများစုမှာတော့သူပြန်ရတဲ့ဒီ return လည်းများတဲ့အတွက်ဒါအကျွေးယူပြီးလောက်လဲတော်တော်များများတော့ပြဿနာမရှိဘူးပေါ့လေကျွန်တော်တို့ဒီအကျိုးရှိအောင်လုပ်နိုင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ investment လုပ်တဲ့အခါမှာတော့ဒီအကျွေးယူတဲ့ကိစ္စကိုကျွန်တော်တို့ တေချာလေးစဉ်းစားဖို့လိုတယ်။ဥပမာထားပါတော့ကျွန်တော်တို့ဒီလုပ်ငန်းတွေတမထဲတဲ့ stop my invest လုပ်တယ်ဆိုရင်ဒါကျွန်တော်တို့သူပြန်ရတဲ့အကျိုးမြတ်နဲ့ဒါချိန်ကြည့်မယ်။ချိန်ကြည့်လို့ကျွန်တော်တို့ကိုက်တယ်ဆိုရင်ပြဿနာဖြစ်။တချို့ investment အမျိုးအစားတွေရှိတယ်ထားမလို့ကျွန်တော်တို့တချို့ investment တွေလုပ်မယ်ပေါ့နော် investment တွေလုပ်မယ်ကျွန်တော်တိုက်ခန်းဝယ်မယ်တိုက်ခန်းကိုကျွန်တော်အကျွေးနဲ့ဝယ်မယ်အပြင်ဒီတိုက်ခန်းကိုပြန်ဟားမယ်ဆိုတော့ဒီလို investment လုပ်မယ်ဆိုရင်တိုက်ခန်းဝယ်တာကိုကျွန်တော်တို့ကတိုက်ခန်းတစ်ခန်းကို3000တောင်နဲ့ဝယ်လိုက်တယ်ပေါ့နော်အရင်တော့အတူနဲ့တွက်ကျင်တော့တစ်နှစ်ကို7300ခိုင်နော်7300ခိုင်နှုန်းဆိုရင် အဲကျွန်တော်တို့3000ဆိုရင် seller ဆိုပဲ3130ဖြစ်နေပြီပေါ့နော်အဲဆိုတော့အတိုးကဒီလောက်လောက်ထိကျွန်တော်တို့ပေးရတယ်တစ်ဖက်မှာကျွန်တော်တို့ဒီတိုက်ခန်းကိုကျွန်တော်ငှားပဲဘူးတလောက်ကို5သိန်းရမယ်ဆိုပါတော့ကျွန်တော်တို့တစ်နှစ်12လဆိုရင်3600ရမယ်ဆိုတော့အတိုးပေးရတယ်ကျွန်တော်3100ကျော်ပေါ့နော်အဲကျွန်တော်ပြန်ရတာ3600ပဲရှိနေတယ်ဆိုရင်ဒီ investment ကကျွန်တော်တို့ဒါဆုံးရှုံးတဲ့ investment လို့ပြောလို့ရတယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ကဒီတိုက်ခန်းကတစ်နှစ်အကြာမှာဝယ်ထားပြီးတော့တစ်နှစ်အကြာမှာထပ်ပြီးတော့3100ရရတယ်ဆိုရင် အကျွန်တော်တို့ဒီက capital gain အမြတ်ကအသိ200ရရတယ်ပြီးရင်ရှေ့မှာကျွန်တော်တို့9က360ဒါဆိုတော့ကျွန်တော်မြတ်တယ်ပေါ့နော်အဲဆိုတော့အဲဒီလိုပဲကျွန်တော်တို့ဒီတခြား asset တွေကိုလည်းဒီလိုပြန်ချိန်ကြီးလို့ရတယ်ရေးကြီးတာကိုလှုပ်လိုက်တဲ့စီးပွားရေးကိုလှုပ်လိုက်တဲ့ investment ကကျွန်တော်တို့ဒီယူထားတဲ့အကျွေးအတွက်ပေးရတဲ့ဒီအတိုးထပ်ပေါ့နော်ကျွန်တော်တို့များနေဖို့လိုတယ်နောက်ထပ်အရေးကြီးတာတစ်ခုကတော့ကျွန်တော်ယူထားတဲ့အကျွေးကအတိုးနှုံးတဲ့သက်သက်နဲ့ကျွန်တော်တို့ ယူနိုင်ဖို့အရေးကြီးတယ်။တခါတည်းကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းအတွက်ဆိုပြီးတော့လို့လို့ကျွန်တော်ချီလိုက်တာလည်းရှိတယ်။တချို့ရက်ကွက်ထဲမှာနော်အတူတူဒီတလာ၃လေးချက်လောက်နဲ့ကျွန်တော်ပေးရတဲ့အကျိုးတွေရှိတယ်။တချို့ဆိုရင်ဒီ micro finance လို့အဖွဲ့အစည်းတွေဆီကနေပြီးတော့ကျွန်တော်တို့ချင်းဝင်ယူပြီးလုပ်တယ်။တစ်နှစ်ကိုကျွန်တော်28000ကျော်လောက်ပေးနေရတာရှိတယ်ဗောနော်။ကျွန်တော်ဒီအတူတူ ညင်လေအတော်တော်ကြီးလေကျွန်တော်တို့မှဒီသွေးမြူအန်တရာပို့ပြီးတော့ကြီးလေပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီအတော်တော်နဲ့ပတ်သက်ရင်လည်းတတိထားဖို့လိုတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီယူတဲ့အတိုးကဒီကလာတူကိုပြန်ပေးရမယ်အကျွေးလာကျွန်တော်တို့ကလာရှိပြီးလို့ရလားဒါလည်းအရေးကြီးတယ်တခါတည်းကျွန်တော်တို့ဒီကလာတူနဲ့ပြန်ဆက်ရမယ်ဆိုရင်ကိုဒီဘက်ကဒီလုပ်ငန်းလက်ပတ်နေတဲ့အခြေအနေကကိုရစားရှိတာတည်းမရသေးဘူးဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ကချင်းငွေအကျွေးကိုကျွန်တော်တို့ကမြန်မာစံပြန်ပေးရမယ်ဆိုဒီဘက်မှာဒီ cash flow ပြဿနာတွေကျွန်တော်တို့အများကြီးဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒါလည်းသတိထားသင့်ပါတယ်ဆိုတော့ပြန်ချုပ်ရရင်တော့ချင်းငွေယူပြီးတော့ကျွန်တော်တို့စီးပွားရေးလုပ်လို့ရတယ် investment လုပ်လို့ရတယ်ဒါပေမဲ့ကိုယူလိုက်တဲ့ချင်းငွေတို့ပေးရတဲ့အတူကိုရှာတဲ့အကျိုးမြင်နဲ့ကိုက်လာပေါ့နော်ဒါချင်းငွေအင်တန်ရေးကြည့်ပါတယ်တို့တိုင်ငွေချင်းနဲ့စီးပွားဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်